မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ကုသိုလ်ပြုတဲ့နေရာမှာကိုပြုတဲ့ကောင်းမှုကိုတေးသေးလေးလို့ဘယ်တော့မှမမှတ်နဲ့ရေပေါက်ကလေးတွေကြပါများရင်ရေအိုးကပြည့်တယ်လို့ပဲကုသိုလ်ကောင်းမှုတွေနည်း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 ပြုရင်းနဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေကပဲနောက်ကြတော့အများကြီးစုပြစ်သွားလာခနေသူတော်ကောင်းတို့တွေပြုလာလိုက်ကြတာကောင်းမှုဟာတလတလကို9000 6000 9000 9နိုင်သလောက်နိုင်သလောက်လေးစုလိုက်တဲ့အခါနှစ်နှစ်ပြည့်တော့ဒီမှာတိတ်ဆဲချီပြီးတော့သွားကြတယ် တကုသိုလ်နေနဲ့ပြောရင်ဘာကုသိုလ်ကံလဲလို့မေးကံနေနဲ့ပြောရင်သူတော်ကောင်းတို့တွေတဲ့အာစိဏကံလို့ဒီလိုခေါ်တယ်ဘာကံလဲအာစိဏကံအာတန်ကံဆိုတာသေကံဒီမှာကပ်ပြုတဲ့ကောင်းမှုကံမကောင်းမှုကံကိုအာတန်ကံလို့ဒီလိုခေါ်တယ်အာစိဏကံဆိုတာကမပြတ်ပြုပြီးတော့နေတဲ့ကံကိုအာစိဏကံလို့ဒီလိုခေါ်တာအဲ့တော့သူတော်ကောင်းတို့တွေအာစိဏကံဆိုတာက နေရင်ဖះရရှိခိုးတာတို့နေရင်ဖះပန်းကတ်တာတို့နေရင်ဖះကိုတန့်ရှင်းရေးလောက်တာတို့အနေရင်ဖះတပြည့်စည်းလဲတာတို့နေရင်နေရင်လောက်တဲ့လုပ်ငန်းဟာဒါအာစိနကံပဲအကျိုးပေးတဲ့ခါကျတော့အတဏကံကဥအောင်ကျိုးပေးတယ်ဒါဗိဓမာရဲ့သဘောဦးဇင်းတို့ဒီတကူရောက်ခါက2003 2004 2005မှာဟိုအမေရိကန်တက္ကသိုလ်တစ်ခုကဆရာတွေနဲ့ကျောင်းသူကျောင်းသားတွေ အဲဒီတမပြီးတမလာတက်တော့ဥစ္စေဘာမောက်ခါချုပ်ဆရာတော်ကြီးကဥစ္စေဒီလူရဲ့ဘာမောက်ခါချုပ်ဆိုတော့သူကလည်းအဲ့မှာပြီးတမသင်တာမမရရဒီအခန့်ရောက်တော့အဲ့အမေရိကန်ကအကြောင်းသားတွေကမေးတယ်အမြဲတမ်းပြုတ်နေတဲ့အာစိန်နကံကိုတဲ့သေကန်ဒီမှာကတ်ပြုတ်တဲ့အာတန်နကံကကြော်တက်သွားဒါပြီးတမသဘောကဘယ်လိုလဲပေါ့သူတို့နားမလည်နိုင်ကောင်းကျိုးပေးတာချင်းတူတူ အမြဲတမ်းလုပ်နေတဲ့ဟာချင်းကောင်းကျိုးပေးသင့်တယ်သူကအဲ့မှာဘောမောချုပ်စရာတော့ကြီးဖြေသွားတာဥစ္စာခုချိန်ဒီနားထရမထွက်သဘောကျလိုက်တာဥစ္စာလို့ပိဋကတ်မှာလာတာစာပေမှာပိဋကတ်ဒီကကြောင့်မှလာတာကအဲ့နေရာဖြေရှင်းထားတယ်နွားရီတဲ့ညနေခင်းနွားကြောင်တဲ့နွားကြောင်သားကနှချံနဲ့သွင်းပြီဆိုရင် ငယ်ရွယ်တဲ့နွားတွေတန်မာတဲ့နွားတွေကနှချံနဲ့ရင်သုံးပြေးဝင်သွားကြတယ်။အိုးတဲ့နွားကြီးကဖြည်းဖြည်းချင်းလွားတဲ့တော့ကြောင့်သူကဘာဖြစ်လို့နှချံပေါက်ဝနေရာရ။နွားကအကောင်တရားနှချံကလည်းအကောင်တရားပဲစတဲ့နှချံကြီးဆိုတော့ပိတ်လိုက်တဲ့အခါနှအိုကြီးကပေါက်ဝမှနေရ။နောက်နေ့ပြန်လွတ်မယ်ဟေးနွားတွေနွားကြောင်ထွက်တော့မယ်ဆိုတော့နှချံကိုပြန်ဖွင့်လိုက်တော့အဲ့ဒီနွားကြီးကပေါက်ဝနေရာရတဲ့နွားကြီးကပြန်ထွက်တော့သူကရင်သုံးကပြန်ထွက်ရတာ။အာတန်နကံရဲ့သဘောကိုစာကအဲ့လိုရှင်းတယ် ဒါပေမဲ့ပါမောကချုပ်ဆရာတော်ကြီးရှင်းတာအဲ့လိုမဟုတ်ဘူးသူရှင်းပုံကပို့ပြီးဥစ္စာသဘောကျတာပြောတာအဲ့ဒီကြောင်းသားကိုမေးတာမင်းနဲ့ဘန်ထဲမှာပတ်စံရှိလားတဲ့ပါချုပ်ကြီးကမေးရှိတယ်ဗျာရှိရင်လည်းမင်းနဲ့ဈေးသွားတဲ့အခါဈေးဝယ်တဲ့အခါမှာမင်းဘယ်ပတ်စံကိုရင်သုံးတယ်လဲတဲ့အဲ့ထောင်းနဲ့ပါဝါတဲ့ပေါက်ကမန်နီကိုသုံးသလားဘန်ထဲဟာကိုသုံးသလားဒီလိုမေးတာပေါ့အဲ့ဒီ ပောကမန္ဒီကိုယင်သုံးတာပေါ့ဗျာအေးတဲ့အာတန္တကံဆိုတာပောကမန္ဒီလိုပဲအာစိဏကံဆိုတာကဗန်ထဲကငွေလိုပဲတိတ်ထားတဲ့ငွေလိုပဲတဲ့ဘာလို့ဆရာတို့ကဒီလိုရှင်းတာကဲနေသူတော်ကောင်းတို့တို့ပြုတ်တဲ့ကောင်းမှုကုသိုလ်ကံဟာဘာလို့ဆရာတော်ကြီးပြောတဲ့စကားအတိုင်းဆိုရင်ဒါကိုယ့်ရဲ့ခိုင်မာတဲ့နေရာမှာစုထားတဲ့ငွေတွေလိုပဲပေါ့အရေးကြီးတဲ့လုပ်ငန်းလုပ်တဲ့အခါမှာအဲ့ဒီနည်း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 အများကြီးစုခဲ့တဲ့ငွေတွေဟာ ို့အတွက်အများကြီးထောက်ကူပြုတယ်အခုလည်းပဲသူတော်ကောင်းတို့တွေနေ့စဉ်နေ့စဉ်ပြုနေတဲ့ဒီကုသိုလ်လေးဟာကြာတော့အများကြီးဖြစ်ပြီးတော့ဒီကုသိုလ်တွေကပဲနောက်တစ်ချိန်ကို့အတွက်အားကိုးရအစ်စ်ဖြစ်လာမယ်လို့ဦးစင်းကတော့ဒါလေးပြောချင်တာဟုတ်လားနောက်တစ်ခါသူတော်ကောင်းတွေပြုကြတာကတယောက်တယောက်ကိုဘလောက်ထည့်ဘလောက်ထည့်ဒီလိုမဟုတ်ဘူးကိုနိုင်သလောက်နိုင်သလောက်လေးတွေထည့်ကြတယ်ဒါလည်းကောင်းတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဧကေနဘောဂေဘုံစေယဒွိဟိကမ္မပယောစေယ စတုတ်ထင်စားဏိဒာဝေယအာပရာတုဘဝိတတိဆိုဒီလိုဟောတာကောင်းမှုကုသိုလ်ပြုတဲ့နေရာမှာဥမာစီးပွားလုပ်တဲ့နေရာကောင်းမှုပြုတဲ့နေရာဘုရားကဟောထားတာလေးပေါ့စီးပွားလုပ်တဲ့နေရာမှာတဲ့ကိုယ်မှာပတ်စံရှိရင်လေးပုံပုံနဲ့ဘုရားကဧကေနဘောဂေဘုံစေယတဘုံကိုစားဖို့ထားတယ်ဒွိဟိကံမံပယောစီနှစ်ပုံကတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စဆိုရင်းနှီးမြုပ်နှံပြီးအလုပ်လုပ်ကြတယ် တဘုံညဘာလို့ရမလဲမင်းအရေးပေါ်အကြောင်းပေါ်လာဖို့ရင်သုံးဖို့ရံအတွက်တဘုံကိုတော့သိမ့်ထားတယ်အဲ့တော့သိမ့်တရားရှိမယ်ဆိုရင်သိမ့်စိတ်ကစားသိမ့်90ကအရင်နှီးလို့သိမ့်တေအစိတ်ကနောက်တစ်ခါအရေးပေါ်သုံးဖို့အတွက်ဘုရားကထားလို့ဒီလိုပြောလာဒါဆိုရင်မြတ်စွာဘုရားတပည့်တော်တို့လှူခြင်းနဲ့ဘယ်ကလှူရမှာတုံးဆိုတော့စားမယ်ထဲကလှူတဲ့ဘုရားကဒီလိုပြောတာဟုတ်လားကိုယ်အိမ်မှာစံတပည့်ချက်တယ်ဆိုကြပါစို့ လက်တဆုပ်စာလေးကဘာအတွက်မှန်းလိုက်တော့အသံဃာတွေဆွန်းလောင်းဖို့အတွက်ဖခင်ဆွန်းတော်ဘူးတင်ဖို့အတွက်ဒါအငှအလှူတော့ကဒီငါတို့အိမ်မှာလူ9ယောက်ရှိတယ်စံနိုးသူဘူး9လုံးကုန်တယ်တလုံးထပ်တိုးလိုက်ရှစ်လုံးချက်တယ်ဆိုကြပါတော့အဲ့တလုံးဟာလှူဖို့တန်းဖို့လေးကိုစားမယ်ထဲကနေခွဲ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 ပြီးတော့ဖခင်ကလှူသွားတယ်အဲ့ကြောင့်ရှင်းရှင်းသူတော်ကောင်းကြီးတွေကသမင်းချက်မယ်ဆိုရင်ဘေးမှာလှူဖို့ရံအတွက်ထားတဲ့နေရာလေးရှိတယ် အဲ့ဒါဘာခံခေါ်တယ်လဲမင်းတဆုပ်ဆန်လို့ခေါ်တာနေ့စဉ်တဆုပ်ကကိုစားမယ်ထဲကနေတဆုပ်လေးပိုင်ပိုင်ပြီးတော့ဘေးကပစ္စည်းလေးတစ်ခုတည်းထည့်ထားတာအလှူဒန်းလုံးမဲ့ခါကျတော့အဲ့တဆုပ်ဆန်လေးတဲကနေသူတို့ကလူကြတာတယ်အဲ့တော့ခနစ်သူတော်ကောင်းတွေလုပ်နေတဲ့လုပ်ငန်းဟာမြတ်စွာဘုရားပြောတဲ့အတိုင်းနဲ့ဒါညီတယ်လို့ဥစဉ်ကတူလည်းပြောကြတယ်ဟုတ်လားအေးနဘတ်တိကသူတော်ကောင်းတွေလုပ်တဲ့အလုပ်ဒီဘာ ကောင်းမှုကံလဲလို့မေးရင်ဘာကံလဲလို့မေးရင်အာစိဏကံဘာကံလဲအာစိဏကံမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပြောတဲ့အတိုင်းပြောရလို့ဆိုရင်သူတော်ကောင်းတို့တို့တွေကိုစားမဲ့ထဲကနေခွဲပြီးတော့မဟုတ်ကိုကံအာညာအာဝရိယအာနဲ့ရှားပွေစုဆောင်းထားတဲ့ထဲကနေမှကိုနိုင်တဲ့လောက်လေးလှူပြီးတော့နေကြတာဒါဘုရားဟောနေလေတို့ထားအညီပဲလို့ဒီလိုနားလဲထားအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပိဋကတ်တော်တွေကိုလှူတာတန်းတာ ဘာနဲ့နိုင်ကြတယ်လဲမေးစေတူတော်ကောင်းပညာရှင်ကြီးတွေကအေခရာဧကမေကင်းစာဗုဒ္ဓရူပတမန်တိဟာအေခရာတလုံးတလုံးဟာဖယားနဲ့တူတယ်တဲ့အေခရာတလုံးဟာဖယားတဆူဆိုရင်သူတော်ကောင်းတွေကနေလှူလိုက်တဲ့စောက်ထဲမှာအေခရာပေါင်းရေးတက်လို့ရလားမရဘူးဩတို့တို့တွေဖယားတွေအများကြီးလှူရပြီလို့ဒီလိုသဘောကျဟုတ်လား သူတော်ကောင်းတွေလှူတဲ့ဒီစာအုပ်ရဲ့ထိပ်မှာရေးထားတဲ့ဓမ္မဇေဒီလို့ဒီလိုရေးတာမလားဓမ္မဇေဒီဆိုတာဒါဇေဒီတွေလှူတာဖရာတွေလှူတာအဂရာဧကမေကင်းစာဗုဒ္ဓတုပတမန်တိယတတမဟိပန္တီတော်ပေါ်တော်လိခိယပိတကတယံတဲ့အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စာတလုံးဟာဖရာတဆူဖြစ်နေတဲ့အတွက်တာကြောင့်ပညာရှိသူတော်ကောင်းတွေကပိတကတော်တွေကိုရေးပြီးတော့ပူဇော်ကြတယ် ပိဋကတ်တော်တွေကိုဓမ္မဒါနလုံးပြီးတော့လှူကြတယ်။အဲကြောင့်ပိဋကတ်လှူတဲ့အခါမှာတို့တွေပိဋကတ်တင်လှူတယ်လို့မမှတ်နဲ့တို့တော်ကောင်းတို့တွေအော်တို့ဖရာကြီးအများကြီးပူဇော်ခွင့်လှူဒန်းခွင့်ရပြီလို့ဒီလိုနားလည်ကြ။ဟုတ်လား။ဇေဒီတွေအများကြီးတည်ခွင့်ရတယ်ဆိုပိုကောင်းတာပေါ့။ဇေဒီတွေအများကြီးတင်တာကတည်တာကလူတွေမြင်အောင်တည်တာ။ဟုတ်လား။သာသနာ့ကောင်းတွေတည်တဲ့ဇေဒီကနှလုံးသားထဲမှာမပါလို့ကြတော့ဇေဒီတွေတည်ကြတာ။ တန်ဃာတို့ရဲ့နှလုံးသားဟာတို့တွေကလည်းတန်ဃာတို့တွေဒီစာတွေကြည်နေကြပြီဒီစာတွေကြက်နေကြပြီဒီစာတွေကြမ်းနေကြပြီဒီစာဦးကြီးတွေကြည်ပြီးတော့မှကြမ်းနေပြုတ်နေကြတယ်။အော်တို့တွေလှူဒန်းထားတဲ့ပိဋကစာဦးတွေကိုဝိပဿနာကယ်ရမီကတန်ဃာတို့တွေအခုချိန်ဆိုရင်စာကြည်နေလောက်ပြီ။ဒါတွေရှားဖွေပြီးတော့မှတို့ရဲ့နှလုံးသားထဲမှာစာပေတွေထည့်နေလောက်ပြီ။ဒါသူတော်ကောင်းတို့တွေဖះတဲနေတာနဲ့တူတူပဲ။ဟုတ်လား။ဘယ်သူမှဖြိုဖျက်လို့မရတဲ့ဖះ ငါတို့ကနေ့လှူဒန်းခွင့်ရပြီလို့လဲဒီလိုကျေနပ်ပါသကောင်းတွေပြုတ်နေတဲ့ကံဒီဘာကံလဲမေးရင်အာစိဏကံဘာကံလဲအာစိဏကံဒီအာစိဏကံအာကောင်းပြီဆိုရင်အာတဏကံလေးမကောင်းတဲ့ကံလေးတော့ပေါ်လာတော့ပဲပျောက်တယ်လို့မိနေနာမင်းကြီးနဲ့ရှင်နာကတိန်တို့ရဲ့မိဖြေကြမ်းမာတော့ဒီလိုပြောတယ် လှေကြီးတစ်ခုတည်းကိုလှေကြီးကမြစ်ထဲမှာယက်ထားတယ်။အဲ့ဒီလှေကြီးတဲ့ကိုသူတော်ကောင်းတို့တို့ကြောက်ခဲလေးလှမ်းပြီးတော့ပြစ်တင်လိုက်။အဲ့ဒီကြောက်ခဲလေးကရေထဲမြုပ်သေးလား။မမြုပ်ဘူး။လှေကြီးကကြီးနေတဲ့အတွက်ကြောင့်ဒီကြောက်ခဲရဲ့အလေးတံကိုလှေကခံနေတဲ့အတွက်ကြောင့်ကြောက်ခဲရေထဲမမြုပ်။ဒီတိုင်းပဲတဲ့အာစိဏကအာကောင်းတဲ့ပုံကိုများတော်ရော့ကံတွေကဘာဖြစ်တော့သူ့ကိုမကြော်လွှားနိုင်ဘူးပေါ့။ဟုတ်လား။အေးငါတို့တို့ပြုတ်နေတဲ့ခဏိကံဟာ တာမန်ကောင်းမှုကံမဟုတ်ဘူးတို့တွေတို့ဘောအတွက်အာကိုရာအစ်စ်ဖြစ်တဲ့ကံကိုငါတို့တွေနေစဉ်ပြုခွင့်ရပြီလို့ဒီလိုနားလဲကြပါနေစဉ်ပြုနေကြတဲ့အာစိဏကံမှလည်းတို့တွေဟာတကယ်ခက်ခဲပင်ပန်းမှမဟုတ်ဘဲနဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲစားမယ်ထဲရပဲခွဲလူကြဆိုတော့ကိုနိုင်တယ်ထဲနိုင်တယ်ထဲကနေပြီးတော့ကိုနိုင်တဲ့လောက်လေးလှူခွင့်ရနေခြင်းဟာလေဘုရားဟောစကားနားထောင်ပြီးတော့လုပ်နေရတာ ਨੇ တူတူပဲလို့ဒီလိုမှတ်ကြ